အားလုံးပဲမင်္ဂလာပါရှင်တက်ခေသတင်းဆောင်မီဒီယာမှကြိုဆိုလိုက်ပါရယ်ယနေ့2025ခုနှစ်မတ်လ25ရက်နေ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ယနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့မော်လမြိုင်ကျွန်းမြို့နယ်၌မိဘအနေရဲ့ကြိုတင်ကောက်ွယ်ရေးနှင့်မိဘလုံခြုံရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ AI တာကြီးလပတာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်၌မိဘအနေရဲ့ကြိုတင်ကာကွယ်ရေးနှင့်မိဘလုံခြုံရေးအသိပညာပေးရေးနီလန့်များကိုမြို့ပေါ်ရှိဌာနဆိုင်ရာရုံးများတွင်ယနေ့နေ့၁၇နှစ်ချင်းကပူပင်ချောက်သွေသော နေရာတည်ရောက်ရှိပြီးဖြစ်၍မိဘအနေရဲ့ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်ရှင်။ထို့သောဆောင်ရွက်ရာတွင်မြို့နယ်မိသက်ဦးစီးဌာနမှမိသက်ဦးစီးမှုဦးမျိုးစောက မိမိအနေရဲ့ကြိုတင်ကာကွယ်ရေးများအတွက်မိမိတို့၏ရုံးများ နေအိမ်များအိမ်နှင့်ခြံဝန်းအတွင် အမိုက်တရိုက်များ ရှင်းလင်းဖယ်ရှားထားရန်မိကျိမိကက်သဲဘုံရှေဘုံလှေကားများ စနစ်တကျထားရှိရန်မိငိမ့်သက်ရန်တိတက်ရေလောင်ထားရန်မိသက်ဆေးဘူးများလုံလောက်စွာစောင့်ထားရန်မိဘုံမှာမိကျွေးမိကျက်များစစ်ဆေးရန်ဟောင်းနှံ့နေသည့်လျှက်စစ်ကြိုးများအသုံးမပြုရန် မိလောင်မှုဖြစ်ပွားပါကနီးစက်ရမိသက်စခန်းတို့အချိန်နှင့်တပင်းကြီးအကြောင်းကြားပေးရန်အရေးပေါ်တယ်လီဖုန်းနံပါတ်ဖြစ်သည့်1919 73ရန်မိဖို့နှင့်အမိုးနှင့်နေရန်အကြားအပူခံကာရံများထားရှိရန်စသည်ဆောင်ရွက်ရှောင်ရွက်များကိုရှင်းလင်းပြောကြားခဲ့ပြီးလိုအပ်သည့်များကိုပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်ရှင်ဤသတင်းကိုရဲကူမောင်ပြဆက်မှပြပို့ထားတာဖြစ်ပါတယ်ရှင်